မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အလဲထိုင်အားနေနည်းနဲ့မျိုးကိုပြန်လည်မျိုးတော့မှာဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီနီးနံပါတ် A နဲ့နီးနံပါတ် B နဲ့ဖြစ်ပါတယ်ခင်ဗျာဒီနီးနံပါတ် A ကတော့ကျွန်တော်အလဲထိုင်နည်းအားနေတယ်ဗောနော်နီးနံပါတ် B ကတိအလဲထိုင်အားနေတယ်ဗောနော်တိနဲ့တိနဲ့အလဲထိုင်အားနေတာဆိုရင်ခုနှစ်အလဲထိုင်9ခု9ဖြစ်ပါတယ် ြီးတော့ကျွန်တော်နင်းနဲ့တုံးနဲ့အဲ့ဒီအလဲထိုင်နှလုံးအားနေတယ်ပေါ့နော်နင်းတုံးအလဲထိုင်အားနေတာ6အလဲထိုင်တုံးများ6တုံးဖြစ်ပါလေခွန်ခွန်အလဲထိုင်အားနေတာက9ပေါ့နော်음တုံးနေ့ရ9ရအလဲထိုင်အားနေတာတုံးများအလဲထိုင်ဖြစ်ပါလေဒီ3ရ9ရအလဲထိုင်အားနေတာဆိုရင်နေ့အလဲထိုင်ပေါ့နော်တုံးများရ2ရအလဲထိုင်အားနေတာဆိုရင်6အလဲထိုင်4ရှိသေးဖြစ်ပါလေ၄တေးအလဲထိုင်အပြောက်ပေါ့နော်ဥမာ6အလဲထိုင်5 6ရှိဖြစ်ပါလေ နှစ်ရက်သုံးညရဲ့အလဲထိန်အားနေတာဆိုလို့ရှိရင်တည့်အလဲထိန်တည့်တည့်လျှောက်ဖြစ်ပါတယ်။နှစ်လျှောက်အလဲထိန်အားနေတယ်ပေါ့နော်။၆အလဲထိန်၆၉တုံများဖြစ်ပါတယ်။၆၃မှာဆိုရင်၉ဖြစ်ပါတယ်။တင့်၅မှာဆိုရင်သုံးည၈ခုဆိုရင်သုံးညပေါ့နော်။နှစ်နဲ့၆နဲ့မှာဆိုရင်သုံးပြီးရင်၆ရဲ့သုံးညရဲ့မှာသုံးညလေးအလဲထိန်ဖြစ်ပါတယ်။၈ရဲ့သုံးရဲ့မှာ၆ နေနဲ့ကိုနဲ့အလဲထိုင်အားနေတာဆိုရင်၃ည၈ရက်၃ညရင်မှာ6ခွန်ရက်၂ရက်ဒီ665ဆိုပြီးဖြစ်ပါတယ်ဗောနော်6အလဲထိုင်ဖြစ်ပါတယ်โอเคဆက်ပြီးတော့ကျွန်တော်ဒီဖက်မှာရှင်၃၅အလဲထိုင်အားနေတယ်ဗောနော်6နေဆိုပြီးဖြစ်ပါတယ်၃၅အလဲထိုင်အားနေတာ6နေ6ရက်5ရက်အလဲထိုင်အားနေတာဆိုရင်၄အလဲထိုင်6အလဲထိုင်အားနေတာဆိုရင်2အလဲထိုင်ဖြစ်ပါတယ်6နဲ့3နဲ့အလဲထိုင်နှလုံးအားနေတယ်ဗောနော်၄အလဲထိုင်ဖြစ်ပါတယ် တေတုံအလေထင်အားနေတာ6တေငါအလေထင်အားနေတာဆိုရင်3ညာ9ကိုမှာဆိုရင်ခွန်6တေမှာဆိုရင်3ညာဒါနထ25ရောက်ပြီပေါ့နော်โอเคပြီးရင်တေ3ညာမှာဆိုရင်ကျွန်တော်ခွန်3ကမှာဆိုရင်9ပေါ့နော်3ညာ9မှာဆိုရင်6တေနှစ်မှာကြတော့8လဲ9မှာဆိုရင်2ပေါ့နော်ခွန်ရ9ရမှာ8 ၁ရက်ခွင့်ရမှာဒီ၃ည၄ရက်၃ညရမှာ၅၃၅နေဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာ၃ရက်ဖြစ်ပါတယ်။၃ရက်၈ရက်မှာဆိုရင်၉၁၂ညမှာ၄ဒီ၅ရက်၃ညရမှာ၃နေ၄ဆိုပြီးဖြစ်ပါတယ်ဗောနော်။နေအသက်ထင်ဖြစ်ပါတယ်။ဒါအခုလို့စေတော့ကျွန်တော်ဒီ၃နေ၄ရက်အထိပြန်ပြီးလုံးဝမရှိသေးဘူးဗောနော်။ဆက်ပြီးတော့ကျွန်တော်မတင်ပြလိုက်ရဘူးဗောနော်။အဲ့မှာသူရဲ့နေဖြစ်ပါတယ်။ သူရဲ့နှိကဒီမှာနှိနှမျိုးပြပြထားတယ်နော် A ရဲ့ B ရဲ့ဖြစ်ပါတယ်9ရဲ့9ရဲ့အားနေတာ9အလဲထိုင်ခွန်ခွန်ကို6ရဲ့10ရဲ့အလဲထိုင်အားနေတာဆိုရင်3ည3ညရဲ့9ရဲ့အလဲထိုင်အားနေတာခွန်3 9မှာဆိုရင်9 3ည6 9ည6တိတိရှိနိတိရှိပေါ့နော်နောက်ထပ်၄နိ၉နိခွန်၉ဒီရှိတိခွန်ဒီ၃ည၄၃ည၅၃ရှိဒီ၉တိနိဒီ၄ ငါတုံညာသည်နိဒီတိခွန်မှာကျွန်တော်ရထားတာဖြစ်ပါတယ်ပေါ့နော်ဆက်ပြီးတော့မတင်ပြလိုက်ရဘူးပေါ့နော်သုံးနေလေးပြီးတော့ကျွန်တော်ရှင်းငါနေဖြစ်ပါတယ်ဒါကြောင့်မို့ငါအလေထိန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တိခွန်အလေထိန်အားနေယူတာโอเคတယ်ခင်ဗျာတေးရခွန်ရအားနေတာရှင်းငါနေဖြစ်ပါတယ်ဒါဆိုရင်ရှင်းငါနေကနေကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်โอเคဒီမှာကျတော့ရှင်းငါနေငါတုံညာဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ရှေ့9နဲ့9တုံညာဖြစ်ပါတယ်။ဒါဆိုရင်ဒီ3မှာတစ်ကြိမ်ဆိုတဲ့အတွက်10မှာတစ်ကြိမ်ပေါ့နော်။ဒီ6မှာ3ကြိမ်ဆိုတဲ့အတွက်တုံညာကို3ကြိမ်ဖြစ်ပါတယ်။ဒီမှာကျတော့6 3ကြိမ်78ရှင်းနဲ့3ပေါင်း77ဆိုပြီးယူထားတယ်ပေါ့နော်။ဒါဆိုရင်တုံညာ3ကြိမ်တုံညာဒီမှာ10အလဲထိုင်အားနေမယ်ပေါ့နော်။ဒါကနိနံပါတ်1ဖြစ်ပါတယ်။နိနံပါတ် A ပေါ့နော်။မိနံပါတ် B ကတော့ကျွန်တော်ဒီ3လုံးပေါင်းနေပေါ့နော်။ နေနဲ့၈ပေါင်း၃၄ပေါင်းခွန်ဆိုပြီးပြထားတယ်ပေါ့နော်ဒါဆိုရင်ဒီ၈နဲ့၄ပေါင်း၃၀ဒီ၅နဲ့၈ပေါင်းရှင်းဒီ၃၃ဆိုတဲ့အတွက်ကြောင့်မို့ရှင်း၃အလေထင်အားနည်းမယ်ပေါ့နော်ရှင်း၅နေပြီးတော့နောက်ထပ်တစ်ကြိမ်မှာရှစ်လျှောက်၅ဖြစ်ပါတယ်ခင်ဗျာရှစ်လျှောက်၅ဆိုတဲ့အတွက်ကြောင့်မို့လျှောက်အလေထင်ချပြသွားခဲ့တဲ့အတွက်ကျန်တော့၈နဲ့၃နဲ့အလေထင်အားနည်းယူတာအဆင်ပြေခဲ့တယ်ပေါ့နော်โอเคတပ်ဖန်ရှစ်လျှောက်၅နေဆက်ကြည့်အောင် 6563ဆိုပြီးဖြစ်ပါတယ်ဗောနော်6563ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ6ကို2ကျိန်ဒီ3ကို3ကျိန်ဆိုတဲ့အတွက်339 9နဲ့10ပေါင်းရှင်ဆက်ခွန်9ရက်လေးထဲအားနေတယ်ဗောနော်နောက်ထပ်2ကျိန်မှာကြတော့ဒီအရှိဆုံး3လုံးကိုကျွန်တော်တို့6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ် ီမှာရှင်းတဲ့ချိန်16ရှောင်းတဲ့6ပေါင်းတာ7နိနေ9ပေါင်းခွန်အဲ့ဒီမှာတော့နိနှစ်ခုစလုံးခုနှစ်အလေထိန်အားနေတယ်ပေါ့နော်ရှင်းရှောင်း9ပြီးတော့နောက်ထပ်တစ်ချိန်မှာ3 9ရှောင်းဖြစ်ပါတယ်3 9ရှောင်းဆိုတဲ့အတွက်ကြောင့်မို့ခုနှစ်အလေထိန်အားနေတာဆိုရင်9အလေထိန်အား9နဲ့9အလေထိန်ဆိုတဲ့အတွက် okay ခဲ့တယ်ပေါ့နော် okay နောက်ထပ်တစ်ချိန်3 9 6 356 3ติဖြစ်ပါတယ်ခင်ဗျာ356 3 တိပေါ့နော်အာဆိုရင်ကျွန်တော်ရှင်းဆုံးတုံးကိုတစ်ချိန်အဒီတိကို၃ချိန်ပေါ့နော်၃၃နဲ့၃ပေါင်းရှင်း6 6အလေထိုင်အားနေတယ်ပေါ့နော်ဒါနီးနံပါတ်၁နံပါတ်၂ကတော့ဒီ၃လုံးပေါင်းပြီးတော့ရှင်းနေထပ်ပေါင်းတာဖြစ်ပါတယ်9နဲ့6ပေါင်းတာ7တိနဲ့8ပေါင်း9 9 3ပေါင်းတာ7ဆိုတဲ့အတွက်6ရဲ့2ရဲ့အလေထိုင်အားနေတယ်ခင်ဗျာအဲဒီမှာ3 5 6ပြီးတော့နောက်ထပ်တစ်ချိန်မှာ6 4 6ဆိုတဲ့အတွက်6နဲ့အလေထိုင်အားနေတာဆိုရင် တဲ့အနေနဲ့ချသွားခဲ့တဲ့အတွက်အဲ့မှာလည်းအာနေကဏ6ရက်နေ့ရက်ရှင်ပြေတယ်ပေါ့နော်။ဒါဆိုရင်ဒီ646 646ကရှေ့စပြီးဖြစ်ပါလေ6465ရှေ့ဆိုတော့ကျွန်တော်တို့78ကြိမ်အတွက်ရမယ်ပေါ့နော်78ကြိမ်မှာဒီ6ထိပ်ရှိကို2ကြိမ်ဒီ8ကို3ကြိမ်ဆိုတော့83လီ20နဲ့လေးလေးနဲ့6ပေါင်းရှင်း30အလေးထိန်3ညအားနေတာဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်တစ်ခုကဒီ646ကို8နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်6နဲ့6ပေါင်း10 6နဲ့8ပေါင်းတာ14ဆိုတဲ့အတွက်ကြောင့်မို့အလေထိုင်3ညရဲ့4ရဲ့အားနေမှာဖြစ်ပါတယ်ခင်ဗျာဒါပင်ချေဖြစ်ပါတယ်ဗောနော်3ညအလေအလေထိုင်အားနေတာဖြစ်ပါတယ်ခုလိုလို့ဇေတော့ဒီအလေထိုင်အားနေနည်းမျိုးဒီပြပင်လုံးဟာမရှိသေးဘူးဗောနော်အဲဆိုရင်3ညရဲ့4ရဲ့ဖြစ်ပါတယ်ခင်ဗျာ ။ဒါဆိုရင်မနက်ခင်းပိတ်မှာကျွန်တော်ထိတ်စီအားနည်းတင်ပြထားခဲ့ပြီဖြစ်ပါတယ်ပေါ့နော်။6တိအလဲထိတ်အားထိတ်စီအားနည်းတာဖြစ်ပါတယ်။ဒီမှာတော့3ည4အလဲထိတ်အားနည်းမယ်ပေါ့နော်။ကျွန်တော်3ညရဲ့6ရည်ဒီကျွန်တော်အားနည်းတာဒီအလဲထိတ်ပေါ့နော်။ အလဲထိုင်အားနေတာဖြစ်ပါတယ်6တက်ကထိတ်စီအားနေတယ်3ညာလေးကအလဲထိုင်အားနေတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့အပိတ်အားနေနည်းနှမျိုးကိုလည်းပြန်လည်မျှဝေတော့မှာဖြစ်ပါတယ် okay ဒီဆက်ထဲမှာပဲကျွန်တော်အလဲထိုင်အားနေနောက်ထပ်ပင်ရှင်အားနေနည်းတစ်မျိုးကိုလည်းပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ခင်ဗျာ okay ဒါလေးကတော့ကျွန်တော်အလဲထိုင်အားနေနောက်ထပ်အားတွေဖြစ်တယ်ပေါ့နော်ဤအဟောင်းတွေပဲဖြစ်ပါတယ်ဒီအဟောင်းလေးထဲမှာတင်းနှစ်၃မျိုးပြပြထားတယ်ဗောနော်တင်းနှစ်၃၃မျိုးမှာနံပါတ်၃က၄နဲ့၅နဲ့ဖြစ်ပါတယ်ဗောနော် ဒါကတော့တလုံးရှင်းစီပေါ့နော်အဲ့ဒီမှာဆိုရင်တရားလိပြပြတ်သွားခဲ့ပြီဖြစ်သေးပါနော်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီအနောက်ဆုံးတစ်ခုကိုပဲယူมาဖြစ်ပါတယ်ဒီအနောက်ဆုံးတစ်ခုကဒီဟာဒီပေါ့နော်ကျွန်တော်တို့ဒီငောက်ပယ်တာခွန်၃ညဆိုရင်၆၃အလေအားနေတာ၉၆အလေအားနေတာ၃ည၅နှစ်ခွန်၈ပေါ့နော်ဒါပင်ရှိဖြစ်ပါတယ်နံပါတ်စင်မတက်တာပေါ့နော်ပင်ပေါင်းရာကျော်ရှိပြီဖြစ်ပါတယ်၈ဒီ၉၃ညက၁၃က၉၄က၉ လေးက၃ည၃ဒီ၃ညပေါ့နော်၈ကတော့6ကလေးတက်က6ဒီ6က3ညဒီ2က66နှစ်6အလေးပေါ့နော်3ည6 okay ဆက်ပြီးတော့ဒီဖက်မှာဆိုရင်ကျွန်တော်တို့ဒီတက်က6ပေါ့နော်3ညဒီ6က2 3ညက4 3ညက6 6ဒီ3ည3ဒီ9 9ဒီ3ည 3ကခွန်ပေါ့နော်8က9ဒီ3က6 6က8 5ကနိနိခွန်နိအလေပေါ့နော်3အလေအားနေတာဒီ388 9အလေအားနေတာ339 3ညအလေအားနေတာ3ကနိအလေအားနေတာ9ဒီမှာပြတ်သွားခဲ့တယ်ပေါ့နော်ဒီနိပြပြတ်သွားခဲ့တယ်နောက်ထပ်ဒီမှာ3ညအလေအားနေတာဒီနိလေး6ဒီ9အလေအားနေတာဒီ3နိလေးဒီမှာကျတော့ကျွန်တော်ဒီ9996ဆိုပြီးတော့အလေထင်အားနေတာသင်ပေးထားတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ သုံးနှစ်သိပြီးတော့ရှင်း၅နှစ်ဆိုတဲ့အတွက်ကြောင့်မို့ရှင်း၅နှစ်ဆိုတဲ့အတွက်ကြောင့်မို့အရှင်တော်ငါအလေထင်ခြားသွားတယ်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ဒီနှစ်ဒီဟာလေးတွေက ပြတ်သွားခဲ့တဲ့အတွက်ကျွန်တော်ဆက်ပြီးတော့မတင်ပြတော့တာဖြစ်တယ်ပေါ့နော်ဒီအနောက်ဆုံးတစ်ခုပဲ OK တာဖြစ်ပါတယ်ဒီမှာဆိုရင်ရှောင်းအလေထင်အားနေတာဆိုရင်ငါအလေထင်ဆိုပြီးဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုရင်ရှင်း၅နှစ်ကနေဒီနှစ်အဆက်ကိုကျွန်တော်ကစောက်ကမစံတဲ့အတွက်အတိထည်ထားတာလေးပြန်ပြပေးသွားမယ်ပေါ့နော် တရားလေးပေါ့နော်ဒါလေးကိုကျွန်တော်အတိဒီမှာထည့်ကြီးပြပေးထားတယ်ပေါ့နော်ပင်ရှင်ရာကျော်ရှိပြီပေါ့နော်ဒီမှာဆိုရင်တတိ6 3ကောက်၄1 1 1 6 4 3 6 6 3 2 3 9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  ။ဒါဆိုရင်ဒီရှင်းကနေကနေကျွန်တော်တို့ division service လေးလာကြည့်အောင်လားခင်ဗျာ။ဒီလေးဖြစ်ပါတယ်ရှင်းကနေကနေ service လေးလာကြည့်အောင်။တင်းတဲ့ချိန်ပေါင်းရှင်းဒီနေ့9နဲ့တမန်နဲ့ပေါင်း9 9တစ်ချိန်ဒီတင်းတဲ့ချိန်ကနေနေ3ချိန်ပေါင်း6ဒီတက်ကတစ်ချိန်လဲတက်ဒီလေးကိုကျွန်တော်အနောက်က9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီ6နဲ့3ပေါင်း10တင်းနဲ့9ပေါင်းရှင်း10ပေါ့နော်9နဲ့9ပေါင်း10နင်းနဲ့2ပေါင်း4 4 5ဖြစ်ပါတယ်ပေါ့နော်4 5အလေထိုင်အားနေတာကျွန်တော်တို့က ပြက်ပင်မရှိသည့်တဲ့အနောက်အလယ်ထင်တီငါးသလုံးကိုပဲယူတဲ့အတွက်ဒီမှာငါးအလယ်ထင်အားနေတာဒီရှောင်းအလယ်ထင်ချပြီးသွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာငါးအလယ်ထင်အားနေမှာဖြစ်ပါတယ်ငါးအလယ်ထင်အားနေတာဆိုရင်ရှင်းငါးနေပြီးတော့ရှင်းရှောင်းငါးဆိုတဲ့အတွက်ရှောင်းအလယ်ထင်ဖြစ်ပါတယ်ခင်ဗျာဒါပြန်ကျွန်တော်ဒီရှင်းရှောင်းငါးနေဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီရှင်းရှောင်းငါးနေဖြစ်ပါတယ်ဒီဘောကလည်းပဲ9နာချိန်က78ရှောင်းနဲ့3ပေါင်းနာက9ဒီ6ကတဲ့ချိန် နေ့နဲ့ချိန်ပေါင်းရှင်းဒီလေ83ချိန်93တကြိမ်ရှင်းလေးဒီ30နဲ့နှစ်ကိုအနောက်က9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဗောနော်ဒါလေးလည်းဆက်ပြီး okay လာခဲ့တယ်ဗောနော်ဒီ၄ရက်လည်းထင်အားနေတာ6လည်းထင်ဆိုပြီးဖြစ်ပါတယ်ဒီ6နဲ့၄ပေါင်း30 9နဲ့10ပေါင်း30ဖြစ်ပါတယ်နောက်ထပ်ကဒီရှင်းနဲ့နှစ်ပေါင်းရင်30 4နဲ့9ပေါင်းတာ73 3 4အလည်းထင်အားနေမယ်ဗောနော်အဲ့မှာ3ကဒီဒီမှာ3နဲ့4အလည်းထင်အားနေတာ5အလည်းထင်ဆိုပြီးဖြစ်ပါတယ် ကျွန်တော်တို့ကပြည့်ပြည့်မရှိသေးတဲ့အနောက်ကတလုံးလေးဝင်ယူมาဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီမှာလေးအနေထိုင်အားနေတာဆိုရင်ချက်ချောင်းငါးပြီးတော့356ဆိုတဲ့အတွက်ကြောင့်မို့ငါးအနေထိုင်ချပေးသွားခဲ့တယ်ဗောနော်လေးအနေထိုင်ပဲတာငါးအနေထိုင်ဆိုတဲ့အတွက်ဥကင်းနေဆဲပဲဖြစ်ပါတယ်တဖန်ကျွန်တော်တို့ဒီ356ကနေဆက်ပြီးနေလာကြည့်အောင်တုံညနဲ့ချိန်က3ည3တိပေါင်းတာလေဒီတိကတစ်ချိန် နေ့တောင်းချိန်ပေါင်းရှင်းချောင်းအနည်းကတဲ့ချိန်၃ညအပေါင်း၉ပါနော်လေးနဲ့၆ပေါင်း၁၀တင်းနဲ့၉ပေါင်း၁၀ဒီမှာနေ့အလယ်ထိုင်ကြံနေပါနော်ဆိုတော့နေ့နဲ့၃နဲ့အလယ်ထိုင်ပေးမှာဖြစ်ပါတယ်အဲ့မှာ၆လေး၆ဆွေအတွက် OK တယ်ပါနော်နှစ်မျိုးစလုံး OK ပါတယ်နေ့၃ဆိုတဲ့အတွက်ကျွန်တော်တို့ကပြတ်ပြင်းမရှိသေးတဲ့အနောက်ကတလုံး၃ကိုပဲယူမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ3အလေးထိန်အားနေတာဆိုရင်3 9ရှောက်ပြီးတော့6 4ရှောက်ဆိုတဲ့အတွက် ဒါလေး okay နေဆဲပဲဖြစ်ပါတယ်ဗောနော်ဒီနေ့ကိုလည်းကျွန်တော်ပြေလို့ရတယ်ဗောနော်ဒါဆိုရင်ဒီ78ချိန်မှာ9ချိန်ပေါင်းတာက14ဖြစ်ပါတယ်9နဲ့10ပေါင်းတာက23ခုနှစ်က2ချိန်9နဲ့ချိန်30နှစ်3ချိန်ပေါင်းတာက6ဒီရှိကတကြိမ်၄တုံညာဒီတုံညာကို၉နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်၃၁၀၆၄၃၀၄၆၃၀ပေါ့နော်၈နဲ့၉ပေါင်းရှင်းဒီ၁၇၉၈နဲ့၉ပေါင်း၁၇ ခွန်ရှစ်အလေးထိုင်အားနေတယ်ဗောနော်ခွန်ရှစ်အလေးထိုင်အားနေတာဆိုတော့ကျွန်တော်တို့ဒီမှာဒီခွန်ရှစ်ကိုအလေးထိုင်နေရာမှာပေးလို့ရတယ်ဗောနော်တို့တို့ကျွန်တော်ကပြပြမရှိသေးတဲ့ဒီရှစ်တလုံးကိုပဲယူมาဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတပတ်မှာရှစ်အလေးထိုင်အားနေမှာဖြစ်ပါတယ်ခင်ဗျာဒါတင်ချာနေရဗောနော်အမှန်ဆိုတော့ရှစ်အလေးထိုင်ကျနေတယ်ဆိုရင်တော့ချင်းချင်းရမှာဖြစ်ပါတယ်တင်ချာနေရဆက်ပြီးတော့ okay သွားနေတယ်လို့ပြက်လေပြက်သွားတဲ့အတွက်ကြောင့်ဗောနော် ခေတာဆိုရင်ကျွန်တော်အလဲထင်အားနေကမီတုံမျိုးပေါ့နော်အဲဆိုရင်ရှောက်တဲ့အလဲထင်အားနေတဲ့တုံညာလေးအလဲထင်အားနေတယ်ပေါ့နော်ဒါကထိတ်စီအားနေတယ်ဒါကအလဲထင်အားနေတယ်အခုကချစ်ပေါ့နော်အဲဆိုရင်ချစ်ဖြစ်ပါတယ်တုံညာလေးရှစ်အလဲထင်ပြောင်းမယ်ပေါ့နော်โอเคဒါအတင်ရှာနည်းအရာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာအပိတ်အာနေနည်းနှမျိုးကိုလည်းပြန်လည်မျှဝေသွားပါဦးမယ်ပေါ့နော် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ဒီအောင်ရှင်စီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ